မင်္ဂလာပါမျိုးတို့ရေကျွန်မမမတူမဟာသေးပါရှင်တိမ်ဖုံးနေတဲ့လအကြောင်းပြောပါမယ်တိမ်ဖုံးနေလားလက်ပြုတ်တချင်းတော့မဟုတ်ပါဘူးမမတက်မတော်ရအောင်ဝဲတဲ့မှာကျွန်မတို့မြမတက်မတော်ကြီးကအကြောင်းမမျိုးကိုပြန်လဲသိမ်းပိုင်နိုင်ခဲ့ပြီလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း100ကျော်နဲ့နိုင်ငံဝန်တန်းတွေကျောင်းမဲမျိုးကိုပြန်လဲခြေချနေထိုင်ပြီဖြစ်တယ်။ဒါကြောင့်မလို့မကြခင်မှာကျောင်းမဲမှာရှိရဲစာသင်ကျောင်းတွေပြန်ဖွင့်တော့မယ်။ခလေးတကယ်ကြီးပညာသင်ကျောင်းဖွင့်ရတော့မယ်။စီယုံစီကနေပြန်ပြီးဖွင့်တော့မယ်။ ပြည်သူတွေကိုကြမ်းမာရေးဆောင်ရှောက်မှုပေးနိုင်တော့မယ်။အခုလိုမျိုးလာမင်းအလင်းရောင်လိုထွန်းလင်းတဲ့သတင်းတွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲကဖုံးသွားတယ်။ဆိုတော့လက်ရှိမှာဒီဗလီကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသောတုံ့ပြန်ချက်ပြည်သူတွေကပြည်သူအတန်နှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအုပ်စုနဲ့စုကွဲသွားတယ်။တအုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ ကိုကိုကြိုးစည်းပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စုနှစ်စုကွဲသွားတယ်ဆိုရင်လူတို့ရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်။နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဟာဒီဇယ်ဥပဒေရအာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပေးပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာဒေါ်စုဆိုရလက်ထက်ဆိုရင်ရောသူတို့အမေစုအစိုးရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တုံ့ပြန်တဲ့ကြားရတယ်။ဒေါ်စုအစိုးရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်။ တီးသေးအာနာပိုင်အစိုးရကိုသူတို့ပုံကန်ရင်ဆန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျိုးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်ဒေါ်စုအစိုးရအာနာပိုင်ရှိခဲ့တဲ့ကာလတုန်းကနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်ပြီးနေခဲ့ကြတာပါလက်ရှိချိန်မှာဒေါ်စုကိုဝေဖန်နေရဆိုတာဒေါ်စုမှာအာနာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအာအမခင်မှာထမိန်ချုံပြီးအဘခင်မှာဘောမာတဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပြီပါ ဆိုတော့ကျမကပြောစရာရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူနဲ့မှာအာစီးပွားရေးရှုပ်ရှင်ငွေကြေးအရှုပ်ရှင်လူမှုရေးအရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူမိသူတိုးတောက်စီကမှဘသူအရေးကမှဘသူအရေးကိုမှမခိုခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွက်ကျမဒီပြောစရာရှိရင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျမပြောစရာရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်ဘသူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူး ဆိုတော့လက်ရှိမှာအာဒီဗလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆဲဥပဒေရရပိုင်ခွင့်ရ2000ချေဥရပေးပါတယ်ဆိုတော့တုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝရီရက်ကွက်မှာဥတည်နိုင်အမည်နဲ့ဥတန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝန်ကြီးချုပ်ကနိုင်ငံတော်အကြီးအကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အားမခံနိုင်လားထပ်ပြီးမိမယ်နော် လက်ရှိဘောဂဝရီရက်ွက်ပြင်မနာမြို့မှာစွန်နီနဲ့ရှီယာအတွင်းမြေနေရာနှစ်နေရာဥတင်လိုက်အမီနဲ့ဥတန်းထုံအမီနဲ့ရှောက်ထားတဲ့မြေကွက်တွေကစီပင်ကခွင်းပြုထားတဲ့နေပြည်တော်စီပင်သားရဲ့ကုမ္ပဏီကခွင်းပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းကိုချစ်ချင်ညွညွရေးအဖွဲ့ကိုနိုင်ငံတော်အကြီးအကဲကပေးလိုက်တဲ့မြေနေရာပါလို့ခင်ဗျားတို့အားမခံနိုင်လားဘာသာပေါင်းတို့ချစ်ချင်ညီညွတ်ရေးကအခုဘာသာပေါင်းတို့ပြိပက္ခဖြစ်ရေးကိုဥတည်နေပြီဆိုတာခင်ဗျားတို့သတိထားမိသလား ဒီဗလီကိစ္စကိုပထမဆုံးစလို့ရစပြီးပြောတဲ့ကကျွန်မပြောခဲ့တယ်။နောက်နေပြီးတော့ဗလီလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတမ်းမြင်တာကရန်လုံရန်ကုန်မြို့လက်ကောင်မှာရှိတဲ့ဆူလီဗျာရဲ့အစ္စလန်ဒီရဲ့ဗလီရဲ့ခရီးယန်ဒီရဲ့ချက်ချောင်းရဲ့ကိုအရင်ဆုံးပြင်မြင်မိတယ်လို့ကျွန်မပြောခဲ့တယ်။ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရင်နိုင်ငံသားခွင့်ရပေးမယ်အားလုံးဟာငင်းငင်းချက်ချက်အထူးရှင်တွဲနေထိုင်လို့ရတယ်ဆိုတဲ့သဘော။ ဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအကြီးကြီးကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့မှပဲတနေ့ရစီတခွဲတပြားစီပေးလို့မတင်တော့ဘူးပေးလို့လည်းမရဘူးပေးမယ်ဆိုရင်တော့စုလေ ဖျားနဲ့ဒီခရီးယန်လေးချက်ချောင်းလေးအစ္စလမ်လေးဗလီလို့တနေရာထဲမှာတဆုတဝေးတဲ့ပေးဖို့လိုအပ်တယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လေဒီလိုတနေရာထဲမှာတဆုတစီရဲနဲ့ချပေးပါပြီးရင်အဆောက်အုံဆိုလို့ရှိရင်လေခရီးယန်လေးကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့စောက်မယ်အစ္စလမ်လေးကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့စောက်မယ်ဆိုရင်ရှင်းတို့တွေသေးပြီးသွားတယ်နောက်10နဲ့15နဲ့20ကျမတို့သေးပြီးသွားတယ်နောက်10နဲ့15နဲ့20မှာ ဒီအစ္စလမ်တွေသူတို့ရဲ့ဗလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးဗလီကိုထတ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အာမခံချက်မပေးနိုင်ဘူးဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲ ဘသူတာဝန်ယူနိုင်လဲဘသူမှနိုင်နေအာမခံချက်မပေးနိုင်ဘူးဘသူမှတာဝန်မယူနိုင်ဘူးဒါကြောင့်မလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်ဆန္ဒနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကနော်တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအချိုးအစားတက်မှတ်ပေးဖို့လိုတယ်။တချို့အရာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။ ။နောက်ဆိုတော့နိုင်ငံအကြီးအကဲပေးတဲ့မြေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုမြေနေရာကဥတလီဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချင်းချင်းကိုတက်ရှူသွေးခွဲရန်တိုက်နေပြီးတော့စီပင်ထဲမှာဖျဲသီးရရှိနေဘူးလားဆိုရင်မေးခွန်းကိုပေါ်ပါတယ်နော်ဘာလို့လဲဆိုတော့အာဒီပြည်ခိုင်မျိုးပါတီရဲ့အကြီးအကဲနေပြီးတော့စီပင် sorry အာနေပြီးတော့ကောင်စီဥက္ကဋ္ဌဖြစ်တယ်ပြည်ခိုင်မျိုးအကြီးအကဲဘူလတ်ဦးလာဆွေကိုယ်တိုင်ကစီပင်ကတာဝန်ရှိတဲ့သူ လူကြီးတွေကိုမေးထားတာစီပင်ကဖွင့်ပြထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်လက်ရှိမှာဥတင်နိုင်တဲ့ဥတန်ထွန်းတို့ကနေပြည်တော်စီပင်ရဲ့ဖွင့်ပြချက်နဲ့စောင့်လုပ်နေတယ်ဆိုရင်ဒီညမှာနိုင်ငံကြီးကပေးတဲ့မြေနေရာတက်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တကျုံလက်တလုံးချလုပ်ပြီးမြေကွက်နေရာရှားယူနေတာတသက်ဆိုတဲ့အခြေအနေကိုပေါ်လွင်နေ။ဆိုတော့ဒီဇက်ဥပဒေကပေးရပါတယ်ဆိုတဲ့လူတွေအနေနဲ့ကခင်ဗျားတို့ဒီမြေနေရာဟာနိုင်ငံအကြီးအကဲကတရားဝင်ချပေးတဲ့မြေနေရာဖြစ်ကြောင်းခင်ဗျားတို့သက်သူပြဖို့တော့လိုပါလိမ့်မယ်။ ဆိုတော့ဒီကမ္ဘာလုံးမှာကအစ္စလမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ကိုကာကွယ်နေကြတယ်။ဥပမာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်နေတယ်။နော် UK မှာဆိုလို့ရှိရင်မန်ချက်စတာမြို့မှာရှိတဲ့ဂျူးတွေရဲ့ဖျားချောင်းဘုခွဲတိုက်ခတ်ခံရတယ်။ဂျူးတွေရဲ့ဖျားကြောင်အဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်နော်ကားနဲ့ဝင်တိုက်ဓာတ်နဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်။နော်အဲ့ဒီလိုပဲတစ်ဆက်တည်းမှာပဲဟိုဂျာမနီမှာလေစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲ အစ္စလမ်ရဲ့အင်းတွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုးတည်ယဝင်ကျင်းညာနေပြီနော်ဒါအပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမဂ္ဂ EU ထဲမှာရှိနေတဲ့တရားမဝင်ဖလီတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှရီယာဥပဒေကိုထောက်ခံတဲ့အစ္စလမ်မစ်တွေအကုန်လုံးကိုပြည်내တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ပေါ်ပြောနေပြီဒါကမ္ဘာလုံးမှာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးကွက် မျိုးသားလုံခြုံရေးကိုဥထိတ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျမတို့ကအဘလုံခြုံရေးအဘကြီးပွားချမ်းသာရေးကြည်နေလို့မရဘူးကျမတို့တွေလည်းပဲတိုင်းပြည်လုံခြုံရေးအမျိုးသားလုံခြုံရေးကိုကြည်ဖို့လိုအပ်တယ်အဘကိုလည်းချစ်ပါ သို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းပြည်နဲ့အဘ တိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်။ဒါကြောင့်တချို့အရာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့အရာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်။ကျွန်မဒုတိယသတင်းလေးမှာတော့မိဘပြည်သူများအတွက်မဟုတ်ပါဘူးနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေအတွက်သတင်းလေးတစ်ခုကျွန်မတင်ဆက်ပေးချင်ပါတယ်။ဒီက UNG ပေါ့နော်သူတို့တို့အစိုးရဆိုပြီးတော့လှုပ်ဆောင်ချက်တွေလုပ်နေ UNG ပေါ့။ UNG ရဲ့ထုတ်ပြန်တဲ့စာလေးတစ်စောင်ပါရှင်။ သူတို့ထုတ်ပြန်တာကတော့စက်တင်ဘာလ30ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။စာရဲကောင်းစင်ကအကြမ်းဖက်အုပ်စုဖြည့်ကျင်ညာခြင်းနဲ့ရှင်းထုတ်ပြန်လာတဲ့အဖွဲ့ကလည်းသူတို့အန်ယူဂျီကဖွဲ့ထားတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟုအဖွဲ့တဲ့ဆိုပြီးတော့ထုတ်ထားတာပေါ့နော်။ပြောမှဆိုအန်ယူဂျီကိုနိုင်ငံတော်အစိုးရကလည်းအကြမ်းဖက်အဖွဲ့ဖြစ်နေကျင်ညာထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်တွေကိုနှိမ်နင်းတဲ့ပုံစံတိုင်းနှိမ်နင်းနေပါတယ်။ဒါကိုအန်ယူဂျီကလည်းအခုဆိုရင်ကျမတို့နိုင်ငံတော်အစိုးရကိုပေါ့နော်။အကြမ်းဖက်အုပ်စုဖြည့်ကျင်ညာလိုက်ပြီးဆိုတော့သူတို့ဘက်ကလည်းအကြမ်းဖက်တွေကိုနှိမ်နင်းတဲ့ပုံစံအတိုင်း နိုင်ငံတော်အစိုးရနဲ့ပတ်သက်တဲ့သူတွေနှိမ့်နှင်းတော့မှာဖြစ်ပါတယ်။ပြောရမယ်ဆိုတော့အနေရများတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပြီလို့ပဲကျွန်မအနေနဲ့သတိပေးခေါင်းလောင်းလေးထိုးလိုက်ချင်ပါတော့တယ်။တို့ရေးသားထားပေါ်ရဆိုရင်တို့အမျိုးသားညီညွတ်ရေးအစိုးရလို့တို့ခေါ်တာပေါ့နော်အန်ယူဂျီရဆိုရင်နဲ့စစ်ရုပ်စုဥဆောင်တဲ့အဖွဲ့ဟုတ်ပေါ့နော်။အစံပတ်အုပ်စုများဖြစ်ကျင်ညာလိုက်တယ်တဲ့။အခုဆိုရင်ねဒီစေယုတ်စုอ่ะဗောနောနိုင်ငံလုံးလုံခြုံရေးနဲ့အေဂျင့်တာရဲ့ကော်မရှင်ဆိုပြီးတော့နာမည်ပြောင်းထားရဗောနောအဲ့တော့ဒီနာမည်ပြောင်းထားတဲ့အခွဲကိုရော ဒီနမည်ပြောင်းတဲ့အဖွဲ့အစည်းအစစ်စစ်တာဝန်ပေးထားတဲ့အဖွဲ့အစည်းအားလုံးကိုသူတို့ကအကြမ်းဖက်အုပ်စုတွေဖြစ်နေကြညာလိုက်တာပါ။ဒါအပြင်နိုင်လုံအေးအဖွဲ့ဝင်တွေအားလုံးပေါ့နော်အကြမ်းဖက်သမားတွေအဖြစ်သတ်မှတ်ကြညာလိုက်ပါတယ်ဆိုပြီးတော့ထုတ်ပြန်သွားပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒါကတာမန်ထုတ်ပြန်စာတစ်စောင်ပါပဲ။စာတစ်စောင်ပဲပေါ့နော်။ဒါပေမဲ့ NUG ဟာလည်းမြန်မာနိုင်ငံမှာ PDF တွေအပေါ်မှာအာဏာတပ်ရောက်မှုရှိနေသေးရဲ့ရှင့်ရှိနေသေးရဲ့အတွက်ဒီလိုထုတ်ပြန်စာရောက်ဘာတွေဖြစ်လာမလဲဆိုရင်သူတို့ဘက်ကကျမတို့ ပတ်မှာရှိနေတဲ့နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေနိုင်ငံဝန်ထမ်းတွေပြည်သူတွေတလန်ဆိုတဲ့ဆွဆွဲမှုတွေပုံမှုမြင့်တက်လာပြီးတော့နှိမ့်ဆက်ညှင်းမှန်းတာတွေခြေမုံတိုက်ခိုက်တာတွေကပိုပြီးတော့စတဲ့တကူတိုးလာနိုင်ပါတယ်။ဒါတွေအတွက်နိုင်ငံတော်မှာကြိုတင်ပြင်ဆင်မှုရှိပါပြီလားဆိုတော့လေကျမတို့တိုင်းသူပြည်သားတယောက်အနေနဲ့မေးခွန်းထုတ်တဲ့အရာတစ်ခုပါပဲ။အယူကြီးကတော့ပြောရမယ်ဆိုတော့တသလုံးနောင်နာရမယ့်အဖွဲ့အစည်းတော့မဟုတ်ပါဘူး။လောက်ဆရာရှိတာတွေသူတို့ဆက်လုပ်သွားမှာပါ။ဒီတော့သတင်းလေးကိုပြန်ချုပ်ရရင်တော့အယူကြီးက တဖန်ပေါ့နော်တဖန်ပြန်ပြီးတော့နိုင်လဝေးအစိုးရကိုအကြမ်းဖက်ဆိုပြီးတော့ထုတ်ပြန်တယ်။တတ်ခိုက်မှုတွေကတော့ပြင်းထန်လာမယ်။အစိုးရအနေနဲ့ဘလို့များကာကွယ်တားဆီးမှာလဲ။သူတို့ထုတ်ပြန်ချက်ပေါ်မှာနိုင်ငံရေးအရဘလို့ပြန်ပြီးတော့တုံ့ပြန်မှာလဲဆိုတော့လည်းဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။